မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှကျွန်ုပ်ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကိုရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားနှုတ်ကပတ်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။ နတ်နည်းတဲ့တမန်တရားကိုကိုရောယူဆောင်ဖော်ပြပါအခုကျွန်တော်ပြောနေတာထက်ကိုရောပြောနေခြင်းသာဖြစ်စီပါတခိယေရှုနာမအားဖြင့်ဆုတောင်းရဝေငှပါလေဗျာအာမင်ဖျားရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါလေကျွန်တော်ရှုံးမုံတခြင်းကိုကျွန်တော်ချုံငုံပြီးလိလာနေပါလေအဲရှုံးမုံတခြင်းကအခန်းကြီးတစ်ကနေခန်းကြီးရှစ်ထိရှိပါလေအဲ့ဒီခန်းကြီးတစ်ကနေရှစ်ကိုကျွန်တော်အချက်6ချက်ကိုအချိန်간ပြီးနားထောင်နေတယ် နည်းနည်းလေးပြန်ပြီးနှွေးပေးခြင်း ਨੇ ရှောင်းမုံတခြင်းကိုနံပါတ်1ရေးသားသောသူကရှောင်းမုံမင်းကြီးဖြစ်တယ်နံပါတ်2ရေးသားတဲ့ခုနှစ်က BC 930ဝန်းကျင်ခန့်မှာရေးသားခဲ့တာဖြစ်တယ်နံပါတ်3ကတော့ရည်ရွယ်ချက်3ချက်ရှိတယ်ဒီ3ချက်ကိုလည်းကြောအများကြီးရှင်းပြခဲ့တယ်နည်းနည်းလေးပြန်ပြီးပေါ်ပြခြင်း ਨੇ လူတို့ရဲ့ချစ်ချင်းမြတ်တာနဲ့အိမ်အောင်ပြုခြင်းဟာကဘာဦးလေးကဘုရားသခင်ထားရှိတဲ့အကြံစီ ဖြစ်တယ်ဆိုတာကိုသိစေလိုတယ် နောက်ယောက်ျားနဲ့မိန်းမမေတ္တာရှိဖို့ချစ်ချင်းမေတ္တာနဲ့ထင်းများ ဆောင်ရင်းခြင်းတို့ကိုသိရှိစေလိုတယ်။နောက်နံပါတ်3ရွေချက်3ကတော့ပေါ့နော်။လူတို့၌ရှိတဲ့မေတ္တာဟာအလွန်စမ်းကြဲပြီးနတ်ရှမ်းတဲ့အရာဖြစ်တယ်ဆိုတာသိရှိနားစီလေစေလိုတယ်။ဒါကြောင့်ဒီရှောင်းမုံချင်းဒီချက်တွေနဲ့ရည်ရွယ်ပြီးရေးခဲ့တာဖြစ်တယ်။အော်ရှောင်းမုံချင်းမှာအဓိကကျမ်းပေါ့နော်။တော့ချက်ကျမ်းပိုက်ပေါ့ give us this အနေနဲ့၅ဘိုက်ရှိတယ်။ဒီ၅ဘိုက်ကိုလည်းကျွန်တော်အများကြီးရှင်းပြခဲ့ပြီဖြစ်ပါတယ်။နောက်နံပါတ်၅ရောရှောင်းမုံတစ်ချင်းမှာယေရှုခရစ်တော်ကိုဘယ်လိုမြင်တွေ့ရလဲဆိုဒီရှောင်းမုံတစ်ချင်းမှာသူဒိန်လီတယောက်နဲ့ရှုနော်ရှုလမိတ်အမျိုးသမီးပေါ့နော်။ဒီ main ကလေးကတော့ဒီသူဒိန်နဲ့အလွန်တရာမှချစ်ခင်မျက်နှိုးတယ်။သူဒိန်ကဒီ main ကလေးကိုတနည်းလာပြန် လက်ထပ်ပြီးတဲ့အခါကောင်းစွာဖြင့်ပေါင်းဖော်မယ်။ဒါကြောင့်ဒီသိုးဒိန်းလေးလာမယ့်နေ့ကိုသူစောင့်နေတယ်။ဒါဟုတ်သောအဓိကဖွဲ့ဆိုပြီးရေးထားတာဖြစ်တယ်။အဲ့ဒီသိုးဒိန်းဆိုတော့ဘုံဆောင်တဲ့သခင်ရှုခရစ်တော်ပြောတာ။ရှလမိတ်မင်္ဂလိဆိုတာကကျွန်တော်ယုံကြည်သူများကိုပြောတာဖြစ်တယ်။ယုံကြည်သူများနဲ့သခင်ရှုခရစ်တော် ਨੇ တနေ့ပြန်လည်ပြီးတော့ဝမ်းမြောက်စွာသိုးငယ်မင်္ဂလာဆောင်ပွဲကျင်းပခြင်းကိုလည်း ဆူလိုခြင်းဖြစ်တယ်။ဒါကြောင့်ဒီရှောမုံခြင်းမှာသခင် ရှုခရစ်တော်ဘလို့အနေနဲ့တွေ့ရလဲဆိုသူ့အတိုင်းဟာဒီရှုသမိတ်မျိုးမီးလေးကိုမေတ္တာထားခြင်းဟာအသင်းတော်ပေါ်မှာသခင်ရှုခရစ်တော်ရဲ့မပေါက်ပြန်တဲ့မေတ္တာနဲ့အမြဲချစ်နေတယ်ဆိုတဲ့အကြောင်းပုံဆောင်တယ်လို့ဒီရှုသမိတ်မင်းကလေးဟာသူ့အတိုင်းကိုစွဲလန်းတယ်အသင်းတော်လို့ခေါ်ရယုံကြည်သူเนาะကျွန်တော်ယုံကြည်သူများစုဝေးတဲ့အရာဟာအသင်းတော် เนาะယုံကြည်သူစုဝေးတဲ့အရာဟာအသိန်းတော်ပဲအဲယုံကြည်သူစုဝေးတဲ့နေရာကိုအသိန်းတော်လို့ခေါ်ပါတယ်ဒါကြောင့်ဒီယုံကြည်သူစုဝေးရအရာအသိန်းတော်ဟာလေယေရှုခရစ်တော်ပေါ်မှာမဖောက်ပြန်တဲ့မြတ်တာနဲ့သစ္စာထားဖို့လိုအပ်တယ်ဆိုတာကိုအဲဒီမှာသွားပြီးတော့တွေ့မြင်ရတာဖြစ်တယ်ဒါကြောင့်ယုံကြည်သူစုဝေးတဲ့နေရာဟာအသိန်းတော်ဖြစ် ဒါကြောင့်အသင်းတော်ဆိုတာယုံကြည်သူစုဝေးခြင်းကိုပေါ်ပြတာပဲအဲ့ဒါရှုမိတ်မင်္ဂလိနဲ့ပုံတရံတူတယ်ဒါကြောင့်အဲ့ဒီအသင်းတော်ယုံကြည်သူများဟာသူဒိန်လို့ခေါ်တဲ့တခိရှုခရစ်တော်ပေါ်မှာမဖောက်ပြန်တဲ့မေတ္တာနဲ့ပြန်ချစ်ပြီးတော့သစ္စာထားမှုတော့ကိုပေါ်ပြခြင်းဖြစ်ပါတယ်နောက်ရှောင်းကုန်ကချင်းမှာခန်းကြီးတက်ကံတော့ကျွန်တော်ခန်းကြီး၈ထိချုပ်ငုံပြီးနားထောင်ကျွန်တော်ခန်းကြီးတက်ကံ အခန်းကြီးငါအငယ်တစ်ထိကျော်အများကြီးဖော်ပြခဲ့ပါပြီအဲ့ဒါတွေသိချင်တော့ကျွန်တော်ရှင်းပြခဲ့တဲ့အသေးစိတ်တွေကိုပြန်ပြီးနားထောင်လိုက်မယ်ဆိုရင်တော့နားလည်သွားမှာဖြစ်တယ်ဒီကနေ့တော့ကျွန်တော်တို့ရှောင်းမုံတချင်းအခန်းကြီးငါအငယ်နှစ်ကနေရှစ်ထိပေါ့နော်အဲအဲ့ကိုကျွန်တော်တို့ပြန်ပြီးနားထောင်ကြမှာဖြစ်တယ်အဲ့တော့ရှောင်းမုံတချင်းအခန်းကြီးငါအငယ်နှစ်ကနေ အခန်းကြီး၈အငယ်၁၄ ठी ကျွန်တော်နားထောင်မယ်။ဒါပြောချင်တဲ့ရှောင်းမုံသချင်းခန်းကြီး၅အငယ်၁ကနေအခန်းကြီး၈အငယ်၁၄ ठी ကျွန်တော်နားထောင်။အဲ့တော့အဲ့ပြီးသလောက်ပေါ့နော်ရှောင်းမုံသချင်းခန်းကြီး၅အငယ်၁ကနေခန်းကြီး၈အငယ်၁၄မှာပြီးသလောက်ကျွန်တော်နားထောင်ပေါ့။ကဲဒီပိုင်းရောဘာလဲဆိုဒီချစ်ချင်းမြတ်တာရဲ့ရင့်ကျက်လာခြင်းအိမ်တောင်တည်ခြင်းရဲ့ဖြစ်ပျက်မှု နော်အိမ်တော်မှာထားရှိတဲ့မေတ္တာဒီမေတ္တာရဲ့ခိုင်ခန့်ခြင်းနော်ဒီအရာကိုသူကပေါ်ကျူးလာကရှောင်းမုံချင်ခန်းကြီးကအငွေနှစ်ကနေခန်းကြီးရှစ်အငွေ၁၄တိဖြစ်တယ်။အဲဒီရှောင်းမုံချင်နားထောင်တဲ့အခါမှာကျွန်တော်ကနည်းနည်းအာယုံစိုက်ပြီးတော့နားထောင်တတ်ဖို့လူတွေဆိုတော့သူတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူအဲထဲမှာပေါ်ပြတဲ့အရာတွေအားလုံးကနတ်နေတယ်။ကျွန်တော်တကယ်နားမလည်နိုင်ဘူး။ဒါသို့တော်လည်းဘုရားခင်ရဲ့တန်ရှင်သောဝိညာဉ်တော် တင့်ကိုဖွင့်ပြခြင်းအဖြစ်နားလည်ပါစေလို့လည်းဆုတောင်းပေးလို့ဒါကြောင့်ဒီရှောင်းမုံတစ်ချက်ခန်းကြီးကအငယ်နှစ်ကနေရှစ်ကဘာလဲဆိုတော့ခွဲခွာခြင်းဤဒုတိယအချိန်ကိုမြင်ရခြင်းအဲ့ဒါဘာလဲဆိုတော့ဒီရှုမိန်မင်းကလေးကသူ့အိပ်ပျော်တဲ့အချိန်မှာနော်သူ့တိုးဒိန်ကတညလုံးခီးတွေသွားတနေ့လုံးခီးတွေသွားပြီးသူ့ရှင်ရောက်လာ ရောက်လာတဲ့အချိန်မှာ तू ကအဲ့အချိန်မှာအိတ်ပြော်ပြီးတော့နော်သူရှိလာတကားခောက်တယ်အဲ့အချိန်မှာ तू ကတကားကိုဖွင့်ပြီးတဲ့အချိန်မှာကြည့်လိုက်တဲ့အခါမှာဒီသိုးဒိန်းကမရှိတော့အဲ့ဒါနဲ့ तू ကလိုက်ရှာဒီသိုးဒိန်းကို तू လိုက်ရှာဒီအကြောင်းအရာကိုဒီကပေါ်ပြထားတာဖြစ်တယ်ဒါကြောင့်ဒီ short note ချင်ခန်းကြီးကအငယ်နှစ်ကံရှစ်ကံတော့ ဒုတိယချိန်ခွဲခွာခြင်းကိုမြင်ရတယ်ဆိုတာကိုပြောတယ်အဲ့တော့သရိုးသားဖြစ်တဲ့သိုးရင်းကရောက်လာတယ်သူကအိပ်ပျော်နေတယ်သရိုးသမီးကအဟိုကတကားခောက်တယ်သူကဟဲ့ပါဒီသရိုးသားကိုပြန်ပြီးဖွင့်ပြီးတော့ကြည့်တဲ့အခါမှာနော်မတွေ့ရသရိုးသားကိုမတွေ့မတွေ့တဲ့အချိန်မှာဒီမင်းကလေးကသူ့ရဲ့ ညဝေအင်ဂျီနဲ့ပဲသူသရိုးသားကိုပြန်ရှာတယ်ပြန်ရှာတဲ့အခါလမ်းပေါ်မှာတက်ရှာတက်ရှာတော့လမ်းပေါ်မှာညစောင့်တဲ့သူတွေဒီမင်းကလေးကိုချိန်ပြီးမျိုးမျိုးပြက်ရည်ပြူကြတယ်ဘောင်းလဲဆိုသူဝတ်ထားတာညဝေအင်ဂျီဖြစ်နေတော့အဲ့ချိန်မှာပဲတချို့သူတွေကသူ့ကိုပြက်ရည်ပြူတယ်ဒီမင်းကလေးကိုအဲ့ချိန်မှာပဲသူကသူ့တရိုးသားကိုရှာပေးပါလားဆိုပြီးတော့တောင်းဆိုတယ်အဲ့ကြမှာဘူလူတွေကသူ့ကိုမေးတယ် သရိုးသားရဲ့ပုံစံဘယ်လိုရှိတယ်တွင်ပြန်လက္ခဏာပြောပါအဲ့ချိန်ကြမှာ तू ကသူ့သရိုးသားရဲ့ပုံစံတွင်ပြန်လက္ခဏာကိုပြပြအဲ့ဒါရှောင်းလုံးသချင်ခန်းကြီးငါအငယ်9ကနေရှောင်းလုံးသချင်ခန်းကြီး6အငယ်3ဒီဖိုင်အဲ့သရိုးသားရဲ့ခံ့ညားမှုဒီသရိုးသားเนาะခေါင်းမှာဘယ်လိုပုံစံရှိတယ်သူ့ရဲ့မျက်စိကဘယ်လိုတောက်ပါသူရဲ့ပါသူရဲ့ကိုခန္ဓာကြီးထွားမှုအဲအဲ့ဒါလေးကိုသူကရှင်းပြတယ် ဲ့ဒါရှော့မုံချက်ခန်းကြီးကအငယ်6အနေအခန်းကြီး6အငယ်3ထိဖြစ်အော်ဒီယိုကြည့်ကြမယ်ရှော့မုံချက်ခန်းကြီးကအငယ်1ကနေ8ကတော့ဒရိုမီ8တဲ့ချိန်ဒရိုသားရောက်လာတယ်ဒရိုမီလတ်နိုးပြီးတော့လိုက်ရှာတဲ့ချိန်ဒရိုသားပြန်ထွက်သွားပြီအဲ့ချိန်မှာဒရိုမီကသူညဝက်အိတ်စုံနဲ့ညဝက်အင်ဂျင်နဲ့လိုက်ရှာတော့လမ်းပေါ်ကလူတွေကသူ့အမျိုးမျိုးမထီမဲမြင်လုတ်ပြီးမဲသူကဒရိုသားကိုလိုက်ရှာနေတဲ့အကြောင်းကိုဘာဖြစ်လာလဲသူပေါ်ပြလာလေဖြစ်တယ် လိုက်ကြမှာဟိုလူတွေကမီးတယ်မင်းသလိုသားဘလို့ပုံစံရှိအာဒီလိုခတ်များတယ်ဒီလိုထဲသွားတယ်ဒါကိုသူကပြပြအနားလေးအောင်ပြောရင်တော့ဒီဖြစ်ပျက်ကဘာလဲဆိုတော့တတိုးသမီးအိတ်တဲ့အချိန်မှာတတိုးသားကရောက်လာတဲ့အချိန်ဒီတို့မိအဒီတို့သားကိုသူဆွဲလန်းနေတာဆွဲလန်းပြီးသူအိတ်တာဒါပေမဲ့တို့သားရဲ့ပြန်ထွက်သွားခြင်းကိုသူကဖြစ်လေခံစားရတ သူလိုက်ရှာပေမဲ့သတို့သားဘာဖြစ်လဲမတွေ့ဘူးဒါပေမဲ့သတို့သားရဲ့အခက်ညာမှုတွေကိုတော့ तू မမိနေ तू မမိနေအတားလေအောင်ပြောရင်တော့ဒါဘာကိုပုံဆောင်လဲဆိုတော့သတို့သားလို့ခေါ်တဲ့သခင်ယေရှုကကျွန်တော်ရှိစိတ်တဲ့အချိန်ပြန်လာမှာဖြစ်စိတ်တဲ့အချိန်ပြန်လာအဲ့ပြန်လာတဲ့အချိန်မှာကျွန်တော်အစင်းသင်ရှိဖို့အစင်းသင်ရှိဖို့အတွက်လည်း အမြင့်ပြင်ဆင်ထားအမြင့်ပြင်ဆင်ထားအဲ့တော့ဒီမှာရှုလမိတ်မိန်ကလေးကသူအစင်သိရှိဖို့တော့သူပြင်ဆင်ထားပေမဲ့သူဝိဇ္ဇာကညောင်းဝိအင်းကြီးဖြစ်တယ်ဒါကြောင့်လူတွေရဲ့မထီမဲ့မြင်ပြုခြင်းကိုဘာဖြစ်လဲသူခံရအဲ့ဘောပုံဆောင်လဲဆိုကျွန်တော်တို့ကတခင်ရှုပြန်လာတာကိုစောင့်မျှော်တော်သူတွေကအစင်သိရှိအညဝိအင်းကြီးနဲ့ဖယုတ်ဟိုဖို့ယူဖာယာပုံစံမဟုတ်ဘူးအမြဲ smart ဖြစ် တော့ပုံစံဒါပေမဲ့ဒီမိန်းကလေးကတော့ညဝေအင်ဂျင်နဲ့ရှိပေမဲ့သူ့သရိုးသားရဲ့ခန်းခန်းညာချင်းထဲဝါချင်းတော့ကောင်းမမိနေတယ်သူမမိနေတော့ယုံကြည်သူဟာတခိရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုတော့အမြဲကောင်းကောင်းသိနေတယ်ကောင်းကောင်းသိနေတယ်အဲကောင်းကောင်းသိနေသလိုတခိရှုလာတဲ့အရာကိုအစင်သက်ဖြစ်ပြီးသခင်နဲ့အတူတွေ့နိုင်ဖို့လေနိုင်မီအိပ်ပျော်ခြင်းမရှိပဲစောက်ပါစောက် ဒီချိန်မှာမိန်းကလေးကဘာဖြစ်လဲအိပ်ပျော်နေတဲ့ချိန်။ဟောဒီနေ့ကျွန်တော်တို့ကဘာကိုပုံဆောင်လဲယုံကြည်သူဟာနိုင်မီအိပ်ပျော်ခြင်းမရှိဘဲသခင်ရဲ့အတန်ကိုကောင်းကောင်းကြားတာသခင်လာတဲ့အချိန်မှာအတူတကွတမ်းပြီးတွေ့ဆုံနိုင်ရ။အဲ့ချိန်မှာမျက်ဝဲအင်ဂျင်နဲ့ထွက်ရှာတဲ့အသက်တာမဖြစ်ဘူးလေသူကပေါ်ပြခြင်းလည်းဖြစ်တယ်။တောင်ကျွမ်းသားလေ။တောင်ဒီသူတို့ကသူတို့ရဲ့ခံစားထယ်ဝမှုတွေတော့အကုန်မမိနေဘူး။ ဒါပေမဲ့သူဝတ်ထားတာဘာအင်ဂျီဖြစ်နေမြောက်ဝတ်အင်ဂျီဖြစ်နေတယ်နော်ဒါကြောင့်သူ့လူတွေကမထီမဲ့မင်းဒီသူတို့မျိုးကိုပြုတ်လုံးကြအဲ့ဒီအကြောင်းအရောင်းလဲသူရေးထားတယ်တော့ယုံကြည်သူဟာယုံကြည်ခြင်းနဲ့သက်ဆိုင်ပြီးခရစ်တော်ကိုယူတင်ဝတ်ဆောင်ထားခြင်းမရှိပါကလောကကြီးကတဲ့ကိုမထီမဲ့မင်းလုပ်လိမ့်မယ်ဒါကိုသွားပြီးပုံဆောင်ခြင်းလေဖြစ်ပါလေဒါလေးကိုကျွန်တော်နည်းနည်းဖတ်ပြမယ်ရှောင်းလုံးတစ်ချက်ခန်းကြီးနာနော် ်အငယ်6ကနေ9 10ကျွန်တော်ဖတ်ပြခြင်းတယ်ငါချစ်ရသခင်အားငါဖွင့်သည်ရှိ၏ငါချစ်ရသခင်သည်ထောက်သွားနေသူအိမ်ပြောနေချိန်သခင်ကတကားခောက်ပြီးတော့သူ노ပြီးကြည့်တဲ့ချိန်မှာသခင်ကထောက်သွားပြီဒါပေမဲ့အချိန်မှာသူကညောင်ဝိအင်ဂျီနဲ့လိုက်ရှာနေဒါကြောင့်စကားတော်တန်ကိုစိတ်စိတ်နားထောင်နေသခင်ကငါရှာတော်လဲမတွေ့သူလိုက်ရှာနေပြီခေါ်ဖို့လဲထူတော်မူမြို့တွင်လဲတော့ကင်းဆောင်လို့စီငါကိုတွေ့စွာနာကျင်စွာရိုက်ကြတယ် ။ဘာလို့လဲဆိုညအချိန်မှာသရုပ်မီးတစ်ယောက်ကညဝင်အင်ဂျင်နဲ့လမ်းမပေါ်မှာပြေးနေတယ်ဆိုတော့သူများတွေရေမထီမဲ့နေလို့ချင်းခါ။ဒါပေမဲ့သူရှာနေဘူးရှာနေရလေ။သဒိုးသားကိုရှာ။ဘာကင်းယုံကြည်သူဟာသခင်လာတဲ့အချိန်ကို မျှော်လင့်တယ်လို့သခင်နဲ့အတူတွဲပြီးထွက်သွားမှာဖြစ်တယ်။အဲ့ဒီမှာသခင်ထွက်သွားတာကိုလိုက်ရှာပြီးတော့ဖို့ယူဖားရဖြစ်နေသူတစ်ပါးရဲ့မထီမဲ့မြင်လုပ်ခြင်းကိုခံရမယ်ဆိုတာကိုဖော်ပြခြင်းလည်းဖြစ်တယ် တောင်ယုံကြည်သူသရုပ်သမီးဟာသရုပ်သမီးတို့လှပ်ပပြီးအမြင်ရှိနေရညဝဲအင်ကြီးမျိုးနဲ့အသက်ရှင်နေရင်လောကကြီးရဲ့မထီမင့်မြင်ပြုခြင်းခံပြောကြင်တာကယုံကြည်သူမလုံးဝမဲ့အရာတွေကိုသရုပ်သားကိုလည်းစောင့်နေပြောတယ်ယုံကြည်သူမလုံးဝမဲ့အရာတွေလှုပ်အိတ်ပြောနေအစင်သက်မရှိရင်လောကကြီးရဲ့မထီမင့်မြင်ပြုခြင်းမဖြစ်လေခံရဒါကိုပြောချင်တာဖြစ်ပြီးတော့ဆက်ပြောရနော်အဲ့မျိုးစောင့်နေရသူ့ကိုရိုက်နှက် မြို့ဆောင်တို့စီငါမျက်နှာကိုဖုံး၍လူယူလောကကြီးကသူ့ဒုက္ခဖေးတာတောင်ဒီသရိုးမီးလည်းအဲ့မှာပဲတွေ့ဘာသူဝတ်ထားတဲ့ဟုဆိုရင်ညောင်းဝဲအင်းစီဖြစ်နေတော့ယုံကြည်သူဝိရမယ့်အရာမဟုတ်ဘဲနဲ့ယုံကြည်သူမှာမရှိအပ်တဲ့အရာမျိုးရှိရဲ့မထီမဲ့မြင်ပြုခြင်းဘာလဲခံရပြီအဲ့ဒါကိုပြောခြင်းဖြစ်တယ်အဲ့ဒါရှောင်းလုံးသင်ခန်းကြီးကအငယ်နှစ်ကံရှင်ဖြစ်တယ်အဲ့ဒီအချိန်မှာပဲဒီမင်းကြီးကပြောတယ်ဒီရေရွှေရှင်သရိုးသမီးတွေ အာရှာပြီးပါကျမသရိုးသားကိုရှာပြီးပါကဲအဲ့ဒါလေးကိုကျွန်တော်ဖတ်ပြရောမွန်ခန်းကြီးကငယ်ရှစ်မှာအိုးယေရုရှလင်သရိုးသမီးတို့သင်တို့ဒီငါချစ်ရသခင်ကိုတွေ့လေသူ့ကိုသူ့ကိုငါချစ်၍နာနေကြောင်းကိုကြားပြောပါဟုငါမှာထား၏ဟုတောင်းပါဒီမင်္ဂလီယာသူတို့ဘာရဲ့ထိုးနှက်ခြင်းနေခံရတဲ့ခါနာကျင်မှုရှိတယ်။ရိုးသားလည်းထွက်သွားပြီ။သူမတွေ့ဘူးဖြစ်တယ်။အဲ့တော့သူကအားလုံးကိုဝိုင်းပြီးပါလို့ခိုင်းတယ်။ ူရှာခိုင်းတယ်ရှာပေးပါတော့ဒီနေ့ကျွန်တော်တို့ကဝိုင်းပြီးကူရှာခိုင်းတဲ့အသက်တာမဟုတ်တခင်နဲ့အတူအမြဲဘယ်ချိန်မှဆိုအစင်တဲ့တွေ့ဆုံရတဲ့အသက်တာရှိဖို့လေရှောင်းမုံကတွန်းပေးတာဖြစ်တယ်။ဒါသူတို့မိပြောသူလာလာတဲ့အစင်တဲ့တစ်ခါတန်းပါတော့ဒါပေမဲ့သူအိပ်ပြုံနေတယ်ညဝေအင်ဂျင်နဲ့ဖြစ်နေတော့သူတို့ကပြန်ထုတ်ပါလိမ့်။အဲဒီသက်တာမဖြစ်ဖို့ပြောကြတယ် ဒေါက်ကင်ရှော့ပြောရဲ red chill ချီဆောင်ရင်းလာကျွန်တော်ကဘိုးသာချတာနဲ့သိရမပါဘူးကြံခဲ့တဲ့တက်တာမဖြစ်နဲ့လို့ပြောတာလေဖြစ်တယ်ဒါပေါ်ပြချက်ဒေါက်ကင်ဟာချစ်တယ်သူတို့သားကိုချစ်တယ်သူတို့သားရဲ့ပုံမှန်တောင်လည်းပြောနိုင်တယ်သူတို့သားကဘယ်လိုမျိုးဆိုလဲသူသိဒါပေမဲ့သူတို့သားလာတဲ့ချိန်သူကြံခဲ့ပြီအဲ့ဒီကြံခဲ့တဲ့တက်တာမဖြစ်ဘူးဒါကြောင့်ကျွန်တော်မတ်သဲခန်းကြီး25အငယ်တကယ်17ဒီဖတ် ပညာရှိသရိုသမီး9ယောက်နဲ့မိုက်သောသရိုသမီး9ယောက်အကြောင်းရေးထားတယ်။ဒီသရိုသမီး10ယောက်လောကမိခွက်ရှိတယ်။မိခွက်ရှိတယ်။ဒါပေမဲ့ပညာရှိသရိုသမီးကတော့စီရှိပညာမဲ့တဲ့သူကစီမရှိ။တော်ကလူသားလာတဲ့ခါတကားခောက်တဲ့ကစီရှိတဲ့သူကမိတုံးမိတန်းဝင်သွားတယ်။ဒါပေမဲ့စီကုံသွားတဲ့သူကစီသွားဝယ်တဲ့အချိန်မှာသရိုသားတကားပိတ်လိုက်။အဲဒီသက်တာမဖြစ်ဖို့ဒါမိမောင်းထိုးတာ။ဒီရှော့မုံတစ်ချင်းမှလည်းအဲဒီသက်တာမျိုးမဖြစ်ဖို့ ဒါကိုပါဖြစ်တာလေမိမောင်းထိုးတာဖြစ်တယ်ဒါကြောင့်သခင်ရှုလာတဲ့အခါမှာသရိုးသားလာတဲ့အခါမှာကျွန်တော်ကပြန်လည်သိမ်းဆည်းခြင်းနဲ့ပါပေါ်ကအဲဒီမှာကြံခဲ့ရင်တော့ဖျို့ပရဲနဲ့ဝိုင်းဝန်းပြီးပါပဲနှိပ်ဆက်ခြင်းကိုခံရမယ်ဆိုတာကိုဒီချောမုံချင်းခန်းကြီးကအငယ်နှစ်ကနေရှစ်ကပေါ်ပြထားတာဖြစ်တယ်အဲဒီချိန်မှာပဲဒီမိန်းလေးကိုပြန်မီးတယ်မင်းရဲ့သရိုးသားရဲ့ပုံမှန်ကတည်းကပြောဆိုအဲ့ဒီမိန်းလေးကပြန်ပြောတယ် ျွန်မသရိုးသားရဲ့ပုံမှန်သဏ္ဍာန်တော့ဒီလိုရှိပါလေဆိုတဲ့အရာဟာအဲဒီမှာသရိုးသားရဲ့ခန့်များမှုကြီးထားတယ်ရှောင်းလုံးရှင်ခန်းကြီးကအငယ်9ကနေခန်းကြီး6အငယ်3ထိဖိုင်ရင်음အဲဒီမှာတော့တွေ့ရသရိုးသားရဲ့မျက်နှာမျက်စိကိုခန္ဓာနောက်သွန်းအားနော်ဇပင်အကုန်ရတာတယ်အမနော်ကြည့်ကြောင်းနေဖပြရှောင်းလုံးရှင်ခန်းကြီးကအငယ်10 17ကိုကျွန်တော်ဖပြပါ ငါချိတ်ရသခင်သည်ဖြူသောစင်မိသောစင်နဲ့ပြည့်စုံ၍လူတစ်တောင်းတို့တွင်အထုံမြတ်ဖြစ်တယ်။သူရဲ့သရိုသားလူတောင်းနဲ့ချီကြားတယ်မှာမတိုက်ရရင်တော့သူထူးခြားနေတယ်။အဲ့တော့သခင်ရှုပုံဆောင်ခြင်းသခင်ရှုအရှင်ဂါရုရဲ့အရှင်ဘီယံဂါရုရဲ့ဘီယံဖြစ်တယ်ဆိုတာကိုပြောခြင်းဖြစ်တယ်။ပြီးတော့ဆိုတာဥကောင်းတော်ရွှေစင်းနဲ့တူတယ်။စပင်းတော်ဟာထူတယ်။နော် ဇပင်ကဘလို့နတ်မောင်လဲဆိုတော့ကြီးအဆင်းတန်ကဲလို့နတ်မျက်စိတော်တို့ကနို့နိုင်ချိုးရဲမြေကြီးပေါ်မှာပုံပုံကြွရွေဝတ်တော်ဂျိုးနဲ့မျက်စိကတောက်ပပန်းတော်နတ်တာတော်မွေးချိုင်သောပန်းတော်ကဲ့သို့၎င်းနှကန်းတော်တို့သည်ပဂတိမူရန်စီယူသောနှင်းပွင့်ကဲ့သို့၎င်းဖြစ်နားလည်အောင်ပြောရင်တော့ ဒီသရူသားရဲ့လက်ပတ်မှုကဘယ်လိုမှရှင်လို့မရဘူးလို့ပြောတာအဲဒါကိယုခရတော်ပုံဆောင်လက်တော်တို့ကမြက်ရွေးစီသောလက်စွပ်ကဲ့သို့၎င်းကိုတော်သည်နီလာကြောက်ဖြင့်စီချဲသောစင်ဆွဲဖြူကဲ့သို့၎င်းဖြစ်လက်တရတောက်ပမယ်နော်ပေချရတော်တို့ကရွှေစင်ဖနက်ပေါ်မှာတည်သောကြောက်ဖြူတိုင်နဲ့တူဒေသာချခန်းကြီး sorry ရှောင်းမုံတရှင်ခန်းကြီးနာ အငယ်30ကနေအခုကျော်16တိဖတ်ပြသူသရိုးသားရဲ့ခံစားမှုဒီမိန့်ကလေးပြန်ရှင်းပြအေဂျန်ယုံကြည်သူတွေကခရစ်တော်ကတကူကြည့်တယ်ဆိုတော့ကျွန်တော်အောင်းသိတယ်ဒါပေမဲ့ယေရှုခရစ်တော်လာတဲ့အချိန်ကကြံခဲ့တဲ့သက်တာမဖြစ်အောင်ဒါကိုဖော်ပြနေတာဒါကြောင့်6တော့ဟာတဲ့အငယ်15ရှောင်းလုံးရှင်ခန်းကြီးကငယ်15မှာ6တော့ကရွှေစင်ဖနက်ပေါ်မှာတီတော်ကြောက်ဖြူတိုင်နေတယ် မျက်နာတော့လီဘနုန်တောင်ကဲ့သို့ဖြစ်အာရပ်ပင်ကဲ့သို့ထူးမြတ်မျက်နာလီဘနုန်တောင်ကဲ့သို့ဆိုကြည့်ပေါ့လောက်လှပခန့်ညာနောက်တော့အလွန်ချိုတယ်တကူလုံးနိုင်ချစ်ပွေသောဂုံတော်အပေါင်းနဲ့ပြည့်စုံတယ်ယေရုရှလင်သရုပ်သမီးတို့ဤသူသည်ငါချစ်ရသခင်ငါမိတ်ဆွေဖြစ်တော်မူသည်အာမင်အိုက်ဂျာဝန်ဒီသရုပ်သမီးလေးကပြောတယ် အဲကြီးလိုတောက်ပပြီးဒီလိုပုံပန်းသဏ္ဍာန်ရှိတဲ့သူကငါဘရိုသားပဲအကြမ်းမလူရဲ့လက်မှာဟာမင်းသရိုသားအဲ့တော်မှာနော်တောက်ပပြီးထူးခြားနေသလားဟိုကဖွဲ့ဟိုဖွဲ့ရပြအောင်အောင်တော့တယ်အဲ့တော်ထူးခြားလား already mainly ပြောခဲ့အဲ့တော်ထူးခြားတယ်အဲ့တော်ထူးခြားနော်ဒါကြောင့်တခါလေဒါဘောက်ပေါ်ပြကြတယ်ဆို ယုံကြည်သူကသခင်ရှုတဘူးကြီးခြင်းသခင်ရှုရဲ့အာဩဘွေတွေကိုတိတိရင်းနဲ့ကြံခဲ့တဲ့အသက်တာမဖြစ်ဖို့မိမောင်းထိုးတယ်။သူများတို့သခင်ရှုတဘူးကြီးကြောင်းသခင်ရှုကောင်းမြတ်ကြောင်းကောင်းကောင်းပြောပြတတ်တယ်။ဒါပေမဲ့သခင်ရှုလာတဲ့အခါမှာအိပ်ပျော်ပြီးကြံခဲ့တဲ့အသက်တာမဖြစ်ဖို့ပေါ်ပြနေတာဖြစ်တယ်။ဒါကိုကျွန်တော်နားလေရတယ်။ဒါကြောင့်ကျော်ဒီနှစ်ချက်လေးကအဓိပ္ပာယ်အများကြီးရှိတယ်။တောင်ရှုံးမှုစဉ်ခန်းကြီးကအငယ်တက်ကနေရှစ်ဆိုတာ ရှုလမိတ်မင်းကလေးလို့ခေါ်တယ်ကျွန်တော်တို့ယုံကြည်သူအိပ်ပျော်တဲ့ချိန်မှာသတို့သားလာပြီးကန်တော့သွားတာဒါကိုပုံဆောင်အဲ့တော့အိပ်ပျော်နေတဲ့သတို့သမီးကလည်းညဝေအင်ဂျီနဲ့လိုက်ရှာဒါပေမဲ့လမ်းမပေါ်မှာရှိတော့မရှိတော့သူများရဲ့မထီမဲ့မြင်ပြုခြင်းကိုခံနေရပေါ့သတို့သားမပေါ့မင်းကလေးတယောက်တည်းညတကောင်ကြီးမှာတော့ယုံကြည်သူကသခင်ရှုမပါလေအသက်တာမှာမထီမဲ့မြင်ပါပဲလေပြုခြင်းကိုခံရမယ်ဆိုတာကိုတော့တွေ့ရတယ်တော့တွေ့ရအိုက်ကြမှာ တကယ်ယေရုရှလင်မြို့ရဲ့သရိုသမီးတွေနဲ့ပြန်တွေ့ပြီးသူကပြန်ပြောပြကျမသရိုသားဒီလိုပုံစံရှိပါလေဆိုတာအဲ့ဒါဒီနန်ရှောမုန်ချန်ခန်းကြီးငါငယ်ကို6ကနေ3ထိဖန်ရတော့တွေ့ရတယ်အဲ့ဒါသူရှာပြီးပါဒါကြောင့်ဒီနေ့တကယ်ရှုတကူကြီးကြောင့်ကျွန်တော်သိရုံအစစ်မို့တခင်နဲ့အတူပွဲဝင်တဲ့အစစ်တခင်နဲ့အတူတို့ငယ်မင်္ဂလာဆောင်ပွဲကိုကျင်းပတဲ့အစစ်ရောက်သွားမှု ထိုသခင်အတန်ကို ကောင်းကောင်းချတတ်တဲ့အသက်တာသူတို့မိတယောက်ဝိရမယ့်အရာကိုဝစ်စင်ပြီးသူတို့မိကဘာဝစ်စင်ရမလဲလှပခြင်းတောက်ကျုံနှလုံးသားလှပခြင်းကျွန်ရဲ့အသက်တာလှပခြင်းကျုပ်ကိုခန္ဓာမှာမွေးရနသင်ပြန့်ခြင်းနှုတ်ကပတ်တော်ရဲ့ကောင်းမြတ်တဲ့တမန်တရားကိုတစားဆင်ထားခြင်းဒါရှိရအောင်အဲ့ဒါလေးမရှိရင်တော့ညဝဲအင်ဂျင်နဲ့လိုက်ရှာတဲ့အဆင်ဖြစ် လက်ဝင်းနေနဲ့လိုက်ရှာတဲ့အစီအံသူများမထင်မမြင်ပြုခြင်းခံ။တောင်ယုံကြည်သူဟာသရိုးသားလို့ခေါ်တဲ့သခင်ယေရှုနဲ့ပတ်သက်ပြီးတော့မျက်ဝေအင်ဂျင်နဲ့မြို့လေကောင်မှာသွားရှာရင်တော့ပြောချင်တာမဝတ်သင့်တဲ့အရာနဲ့သွားနေတဲ့တကားမှာမထင်မမြင်ပြုခြင်းကအဖတ်တင်နေဆိုတာကိုရှောမုံမင်းကြီးကသိလို့တဲ့အတွက်ကြောင့်ဒီလိုရေးထားဖြစ်တယ်။ဒါကြောင့်ဒီမိန်းကလေးကသရိုးသားကိုသူအိတ်တဲ့ချိန်မှာသရိုးသားလာတယ် ူနိုးတဲ့ချိန်သူသားထွက်သွားတော့သူညဝဲအင်ဂျီနဲ့လိုက်ရှာတယ်လူတွေမထီမဲ့မြင်ပြုတ်ချင်းကိုသူခံရတယ်နောက်ဆုံးသူသူသားတွေကဒီလိုခံ냐ပါတယ်ပြောမှလူတွေကပြန်အံ့ဩတယ်အဲ့ဒီအံ့ဩပြီးတော့ဘာလို့ဆက်ဖြစ်တယ်လဲကျွန်တော်နတ်ဖန်ညနေ3နာရီခွဲမှပြန်ပြီးတော့နားထောင်ချမှဖြစ်တယ်ဒီနေ့ကျေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေကျွန်တော်နတ်ဖန်ညနေတော့ဒီ ရှောင်းမုံတဲ့ချင်းကိုအပီးချုံပေါ်ပြပြီးတော့မှဖြစ်တယ်။ဒီကနေ့ကတော့အနှစ်ချုပ်စင်ကျင်စရာတော့အတူသမီးဟာသရူသားလာတဲ့ချိန်မှာမကြံသွားဘူးမိမိယူတင်ဝတ်ဆောင်ရမယ်သရူသမီးရဲ့လက်ပခြင်းနေနှုတ်ဘတ်တော်အားဖြင့်ရှိနေဖို့ရှောင်းမုံချင်းခန်းကြီးကအငယ်နှစ်ကနေအခန်းကြီး6အငယ်3ပုံမှာဒီကနေ့ဖော်ပြထားတာဖြစ်တယ်။တဲ့နဲ့ကျွန်တော်ရဲ့တက်တာမှာ ရုံးမီလို့ခေါ်တဲ့ယုံကြည်သူရှိရမယ်တင့်တယ်လှပခြင်းသည်ရှိနေပါစေလို့အားပေးရတဲ့ဒီကုန်းချုပ်ကိုလည်းနောက်ဆုံးအဖြစ်ပြလေးတစ်ခုလည်းဖြစ်စွာပေါ်ပြခြင်းနဲ့ဒါကတော့ငါအဖိုးတယောက်ကသူလိုင်းကားပေါ့နော်ကားတစီးကိုသူစီးပြီးတော့လာအဲ့ချိန်မှာပဲအဖိုးကထိုင်တဲ့အခါဆိုနင်းစီပန်းလေးသူကင်ထားတယ်အဲ့ချိန်မှာကော်မလီတယောက်က ိုင်းနေစီဘာမီကိုပဲချိန်နေတော့အဖိုးကဒီကောင်မလေးကိုသတိထားမိတယ်ပဲကောင်နောက်ဆုံးအဖိုးကသူစိတ်အမဲမတ်တိုင်စိတ်ငန်နေမှာဒီကောင်မလေးကိုအိုင်းနေစီဘာမီပေးလိုက်ပြီးတော့ကောင်မလေးကလည်းအောင်းသွားတယ်အဲ့ချိန်ကျမှအဖိုးကဒီကောင်မလေးကိုပြောတယ်အေးသမီးရဲ့မင်းယူလိုက်ပါကွယ်မင်းကငါပြေးလိုက်တယ်ဆိုတဲ့အရာကငါဇနီးသာသိရင်သူတိတ်ပြောမှာအရာနဲ့ကောင်မလေးရတဲ့ဖို့ကျေးဇူးတင်ပြီးဟုတ်ခဲ့ပါ အဖိုးဆင်းသွားတယ်။အဲ့ချိန်မှာပဲကောင်မလေးကလင်းစစ်ပေါင်းချစ်ပြီးသူသဘောကျသူသိလူချင်းနဲ့ရာရသွားတာလေ။အဲ့ချိန်ကျမှသူကတရိပ်ထားမိပြီးအဖိုးလှမ်းကြည့်တော့အဖိုးပဲများသွားလဲဆိုတော့ဘယ်ဟုတ်မလဲ။အဖိုးကသူဆင်းသွားတဲ့မှတ်တိုင်မှတ်တိုင်ကတင်းချိုင်းတင်းချိုင်းကိုသွားတဲ့မှတ်တိုင်ဖြစ်အဲ့ကြမှာကောင်မလေးသိရောသူအဖိုးကိုပန်းစီသွားချဖို့ဘွားရင်နဲ့ငါ့ကိုပြီးသွားတာပဲတကယ်တော့ဒီအဖိုးနဲ့ပတ်သက်ပြီးအမျိုးမျိုးတွေးစရာတော့ရှိတာပေါ့နော်အဖိုးကိုပန်းစီသွားမချင် အဖွားကမကြည်မနှက်ဖြစ်ရင်ဘယ်လိုလုပ်မလဲလို့လဲသူစိတ်ထဲမှာသူတွေးလို့ရပေမဲ့သူပါတွေးလေအဖွားဟာကိုခန္ဓာအတက်မရှိတော့သူမှခံစားမှုပါမရှိတော့ဒါပေမဲ့ဒီ main ကလေးမှာခံစားမှုရှိဒီလက်ပမှုကိုသူမြင်တတ်တယ်ခံစားတတ်တယ်အတက်မရှိတဲ့သူတော့ပေးတာတဲ့ဆိုင်အတက်ရှိနေတဲ့သူအကျိုးပြုလိုက်တာပုံမင်္ဂလာပဲဆိုတာဖူနာလေဒါကြောင့်ပြီးသွားတာ ဒီနေ့လောကကြီးမှာဘဝမှာအသက်ရှင်တဲ့အခါမှာအချီးသောအရာများကိုကျွန်တော်တို့ကဘုရားခင်မနစ်သက်တဲ့ကျွန်တော်ရဲ့ဝိညာဉ်ကြီးကသီစီနိုင်တဲ့အရာတွေကိုအလှဆင်နေတာထက်အသက်ရှင်တဲ့ဘုရားရဲ့ကြီးစုတော်ကြီးချီးမွမ်းပြီးအသက်ရှင်တဲ့ဝိညာဉ်ကြီးအရှင်သန်ဖို့နှုတ်ဝတ်တော်နဲ့အလှဆင်နေခြင်းအပေါ်မှာရှိတယ်။ဒါကိုပုံဆောင်ခြင်းဖြစ်တယ် ။အဲကြောင့်အဖိုးကတည်နေတဲ့ဇနီးမခံစားရတဲ့နိုင်တဲ့ကြောင့်သူ့ကိုပြီးတော့အသက်ရှင်နေတဲ့ကောင်မလေးခံစားနိုင်တဲ့ကြောင့်သူ့ကိုအလှဆင်ပေးရတယ်။အဖိုးရဲ့နှလုံးသားဒီကနေ့ကျွန်တော်ရဲ့ဝိညာဉ်ကြီးကရှင်သန်ဖို့ကျွန်တော်ဘာနဲ့ပဲအလှဆင်နေရလောကအရာနဲ့မဟုတ်နှုတ်ကပတ်တော်နဲ့အလှဆင်မှရှင်သန်ပြီးကောင်းချီးဖြစ်နေမှာဖြစ်တယ်။ကျမ်းစာလိုရောက်ချင်းစီတယ်ဖြာရှင်းတာပြီးကောင်းချီးပေးပါစေ God bless you all ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ နောက်ဖာမြန်နေမြန်မာစံတော်ချိန်3နိုင်ခွဲမှာကျုံပြန်နေပြီတိတ်ဆုံးမဲ့နောက်ဖာကျတို့အပီးဒီနေ့ရှော့မွန်ရှင်အပီးကျွန်တော်ပေါ်ပြပြီးသွားမှာဖြစ်ပါတယ်ဒီနေ့နားထောင်လို့အားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစေ God bless you all စွတ်တောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်ဗန်ရှင်တော်ဝိညာဉ်တော်တောင်းပါဆုဖြတ်ချင်တော်မှာကောင်းချီးဖြာပြသည်ကြည့်ရှုတဲ့ online ပိတ်သက်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်လို့လည်းကဒီကနေ့မွန်းနေ့ချက်ရောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ချောက်တော်သူမြတ် ဘုံတော်ဝင်စားတဲ့သူတွေနဲ့ချက်ရှိတဲ့မိသားစုတွေနဲ့တိတ်မြင်ရဖို့နဲ့ကွာကြည့်ရှုနေတော့သူများ online ပရိသတ်များ YouTube Facebook ကကြည့်တော့သူများမှစအဖို့ဖအဖေမိတော်ဦးလီဆယ်မမိဘညီကိုပေါ်မှာအားလုံးပြည်ပြည်ပေါ်သူတော့ကျော်တဲ့တော်ကို35နှစ်တိုင်ကြောက်ရွံ့ရုံချီခြင်းနဲ့ချင်းသိန်းတော်ကြီးကိုတာဝန်ယူတော်ဖျားပြီ35နှစ်အလွန်ပါလေ35ဆမကဖျားလိုက်တဲ့အောင်းအောပွဲပြုမဲ့ကောင်းကြီးတို့သည် အသင်းတော်နဲ့ကွာအသင်းတော်မှာပါဝင်နေသောသူများတုထီနေသောသူများပြည်သူသင်္ကားများယနေ့ယဝေးကနေဒီအသင်းတော်ကိုတုထီနေတဲ့ online ပြည်သက်ဒီမှာစအားလုံးပေါ်တို့ချီးမွမ်းခြင်းနဲ့စိုင်တဲ့ကောင်းကြီးတို့ဒီကာလအစင်းကြီးတိုက်ရောက်တည်ရှိလျက်တည်နေပါစေတော့အာမင်ယေရှုတမန်ကြီးကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကားဒီကောင်းကြီးပေးပါစေနေသချင်းရှိပါစေကျုပ်ပြန်လည်ပြီးတွေ့ဆုံကြပါစို့